အန္တရာယ်မပါရင်စကားမပြောတတ်တော့တဲ့ဘောမတတိုင်တဲ့စစ်အုပ်စုပေါ်ရှင်နော်။ဘာပဲဖြစ်ဖြစ် NLD ကိုထဲ့ကိုပြောမှကိုဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတာတွေ့ရတယ်နော်။အဲ့တော့လုံးချင်သူလည်းလုံးခဲ့ပြီးပြီ။ထောင်ထဲလည်းထည့်ထားပြီးပြီ။ဟုတ်လား။ NLD မပါတဲ့ရွေးကောက်ပွဲကိုလည်းလိန်ညာပြီးတော့မှဒါလှုပ်ဖို့အတွက်ကိုစိုင်းပြင်းနေကြပြီ။ဒါတောင်မှ NLD ကမဖြစ်မနေပါဝင်ပတ်သက်ပေးနေရတဲ့သဘောပေါ့နော်သူတို့ပါဇက်ထဲမှာ။အဲ့တော့ဘလောက်တောင်မ မနာလိုစိတ်ကြောက်စိတ်တွေကြီးပြီးတော့မှဘလောက်တောင်မိမလို့မိမရဖာဆန်နေကြလဲဆိုတော့တော်တော်လေးမြင်နေတွေ့နေရတယ်ရှင်နော် energy မပါပဲလှုပ်တဲ့ရွေးကောက်ပွဲကိုတော့မှကိုယ့်ကိုအနိုင်ဖိုက်နိုင်တဲ့တနိုင်ငံလုံးမှာနော်ပါတီအားလုံးမှာ NLD ကိုအကြောက်ရဆုံး NLD ကသာအဖိုက်နိုင်ဆုံးဖြစ်တယ်နော်အဲ့ဒီကြောက်ရတဲ့ပြိုင်ဘက်ပါတီကို အာနာလဲတိမ့်နာတယ်ထောင်လဲချတာတယ်နော်ဖန်စီတက်ဖြတ်တာတွေလဲထောက်လျှောက်လုပ်နေရဲ့အပြင်ဟူမှာသူတို့လုတ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ကိုထိုးထိုးချနေတာပေါ့နော်ရောအောင်ဆန်းစွကြည်မပါလို့ရှိရင်ကိုစကားမပြောတတ်တဲ့စစ်အုပ်စုပေါ့စစ်အုပ်စုမှမဟုတ်ပါဘူးဘောမှတက်တိုက်နော်စစ်ကောင်စီကိုထောက်ခံအားပေးနေကြတဲ့အဲ့ဒီဘောမှတက်တိုက်ကိုဒီရွေးကောက်ပွဲမှာဝင်ပြိုင်မယ်ဆိုတဲ့အမှန်လောင်းနေ ဖြစ်ကြတယ်เนาะဒေါ်သက်သက်ခိုင်တို့ဒေါ်စန္နာမင်းတို့အပါဝင်ဒီနောက်ပေါက်လေးတွေပေါ့ရှင်เนาะဘာမှဘူးမသိဘာမသိနဲ့ဝင်လာတဲ့လူတွေကိုဆွဲခေါ်ထားတဲ့လူတွေကိုအဲ့ဒီလူတွေရဲ့ပါဇက်ထင်းမှာလဲ NLD NLD เนาะ non sensitivity ကဘာဖြစ်တယ်ညာဖြစ်တယ်တို့တော့လျှောက်ပြောလာတာအဲ့တော့အကုန်လုံးကိုလည်းဟာလာဖြတ်စည်းထားပြီးနိုင်ငံကြီးတစ်ခုလုံးကိုလည်း NLD ပါတီဝင်တွေကိုလည်း ဖန်စီထောင်ချတပ်ဖြတ်တာတွေလည်းလုပ်ပြီးသွားပြီ။သမရနဲ့ဟလာအတိုင်းမင်ခံဒေါအောင်ဆန်းစုတီကိုလည်းအချုပ်ထဲမှာခက်ဖန်းလာပြီးပြီ။ဒါတောင်မှအခုချိန်ထိကြောက်နေကြတာလားလို့မေးရမှဖြစ်နေပြီ။အခုချိန်ထိစိုးရိမ်နေကြတာလား။တပ်ဖွဲ့တဲ့တစုတဲ့ပြိုင်နဲ့ရွေးကောက်ပွဲဖြစ်ပါလျက်နဲ့ဘာဖြစ်လို့ဟလာ NLD ကဝင်ဝင်ပြီးတော့ ပါဝင်ပေးနေရသေးတာလည်းမေးရမှာပေါ့နော်အဲ့တော့တဖွဲ့တဲ့ပြိုင်နာကိုမှမြန်မာပြည်ထဲမှာရှိနေတဲ့အမှုပညာရှင်တွေကိုလည်းနှစ်ထင်တစ်နှစ်ချိန်ပြီးတော့မှရွေးကောက်ပွဲမဲဆွယ်ခိုင်းနေတယ်တဖွဲ့တဲ့ပြိုင်နာကိုမှနော်ပြည်ရင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုလည်းအမျိုးမျိုးချင်းချောက်ဖိအားပေးပြီးမဲထည့်ခိုင်းနေတယ်။เนาะအဲ့တော့ဒီရွေးကောက်ပွဲကအောင်မြင်မှာလား နော်ဟုတ်လားနိုင်ငံတကာအတိမတ်မပြုတ်ရင်လည်းနေပါစေတဲ့ပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတွေအတိမတ်ပြုတ်ရင်ရပြီတဲ့ကိုတော်မှစိုးသေးတယ်အဲ့စကားနော်နိုင်ငံတကာကအတိမတ်ပြုတ်နေတဲ့နိုင်ငံတွေရှိပါတယ်ဥပမာတရုတ်တို့နော်အာနာရှင်ချင်းချင်းပေါ်ရှင်မြောက်ကိုရီးယားတို့ပူတင်တို့အဲ့ဒီနိုင်ငံတွေရှိပါသေးတယ်ပြည်တွင်းထဲမှာကမရှိပါဘူးနော် ီရွေးကောက်ပွဲကိုကြိုးစို့ထောက်ခံတဲ့ပြည်သူမရှိပါဘူး။ရှိတယ်ဆိုတဲ့လူတွေကချင်းချောက်ပြီးတော့အကြက်ကင်နာခြင်းခံနေရတဲ့လူတွေရဲ့နော်ခရိုနီတာသမီဘုံမှုဘုံကျုပ်တာသမီမိသားစုအတိုင်းဝိုင်းနဲ့စစ်သက်အတိုင်းဝိုင်းဘောမအတိုင်းဝိုင်းလောက်ပဲဒီရွေးကောက်ပွဲကိုကြိုးစို့အားပေးထောက်ခံတာဖြစ်ပါတယ်။အဲ့တော့တိုင်းပြည်ကြီးကပြက်နေတာနှစ်ပေါင်းမြောက်များစွာရှိခဲ့ပါပြက်နေတယ်ဆိုတာအတိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတာပါအဲ့ဒီပျက်စီးနေတဲ့ တိုင်းပြည်ကြီးကိုပြန်ကောင်းလာအောင်လုပ်ပေးနိုင်တဲ့ပါတီဝင်တွေကို အမျိုးမျိုးထောက်ချဖန်ဆီးထားပြီးတော့မှာနော်သူတို့ဗဇက်ကနေပြီးတော့အဲ့ဒီ NLD ပါတီကြောင့်တိုင်းပြည်ပြည်လို့ပြန်လဲပြုပြင်နေရပါတယ်လို့ပြောရသေးတာဘလို့နီးနဲ့ဘလို့ပုံစံနဲ့ပြန်လဲပြုပြင်နေတာလဲတိုင်းပြည်ထဲမှာရှိနေတဲ့လူတွေကိုတတ်နေတာကိုပြောတာလားဟုတ်လားတိုင်းပြည်ထဲမှာရှိနေတဲ့ကလေးရအစား နော်အမှုပညာအစုံအမှုပညာရှင်တွေအစုံ အဖိုးတွေအွားတွေပါမကြံအမျိုးမျိုးချိမ့်ချောက်လူသက်ရက်ဆက်ဘုံကျဲနေတဲ့ကိစ္စတွေကို တိုင်းပြည်ကိုပြန်လည်ပြုပြင်နေတယ်လို့ပြောတာလားနော် live reset ပေးရင်တော့မှထောင်ချနေတဲ့လုပ်ရက်တွေပန်းပန်ရင်တော့ထောင်ချနေတဲ့လုပ်ရက်တွေကိုတိုင်းပြည်ကိုပြန်လည်ပြုပြင်နေတယ်လို့ပြောတာလားကောင်းဆန်းစွတ်ဒီအစိုးရမတက်လာခင်တော့အတိုင်းပြည်ကြီးကအမောင်အတိပါပဲဟုတ်လား မီးမမှန်ရေမမှန်လမ်းနေဆိုလို့ရှင်စုပ်ပြတ်တက်ပြီးတော့เนาะတိုင်းပြည်လုံးအမိုက်ပလဘောကနေဖြစ်နေတဲ့ဒီတိုင်းပြည်ကြီးကို NLD အစိုးရတက်လာမှဒီမိုကရေစီဆိုတဲ့အရာတောင်ပြည်သူလူထုဟာနည်းနည်းလေးမီးဆန်ကြည့်အောင်ပဲရှိပါသေးတယ်เนาะတကယ်ဒီတိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်လာဖို့အခွင့်အရေးတွေအားလုံးကိုစစ်တပ်ကပဲပိတ်ချပြီးတော့ဖျက်ဆီးပစ်တာပါเนาะ NLD ဖျက်ဆီးခဲ့တာဘာလဲလို့ တခွန်းချင်းမေးခွန်းထုတ်ရင်တစ်ချက်ချင်းဖြေနိုင်လားလို့မေးရမှာပါဟုတ်လား NLD ကိုအမျိုးမျိုးထောင်ချောက်တွေစီပြီးတော့မှအမျိုးသားရေးဝါဒမိုင်းနေနော်ဘာသာရေးဝါဒမိုင်းနေတဲ့အမျိုးမျိုးလှည့်ပတ်ပြီး ထောင်ချောက်စီပြီးတော့နောက်ဆုံးမရတော့တဲ့အဆုံးမှဟုတ်လားဒီတိုင်းပြည်ကြီးတိုးတက်နေတာကိုမနာလို့မရှုစိတ်ပြီးတော့မှအာဏာသိမ်းလိုက်တာမဟုတ်ဘူးလား เนาะအခုလည်းနှုပညာရှင်ဆိုတဲ့လူတွေကိုအမျိုးမျိုးဖိအားပေးပြီးတော့မှဒါမြဝတီတို့ MRTV တို့မှပြောခိုင်းနေတာပေါ့ပြောတာလည်းအသက်တွေလည်းမမှားကြပါဘူးเนาะတော်တော်လေးရည်ရတဲ့နိုင်ငံပါအဲ့တော့အယုတ်ကြီးတွေကိုတံပတ်ပေးပြီးပြောခိုင်းနေတယ်လို့ပါပဲတယောက်မှလည်းဟာလားစိတ်ပါလက်ပါပြောနေတာလည်းမတွေ့ရပါဘူးเนาะအဲ့တော့အနုပညာရှင်ဆိုတဲ့လူတွေကိုလည်းပြောကြပါတယ်တစ်ချိန်မဟုတ်တစ်ချိန် ိုယ်စီကိုလျှောက်လာမယ်ဆိုတာပြီးသူကတောက်လျှောက်អော်ခဲ့တာပဲเนาะအခွင့်ရရနေတဲ့အချိန်မှာလွတ်ရကျွတ်ရကိုတွားကြဖို့ပြီးသူကတောက်လျှောက်သတိပေးခဲ့တာပဲအခုချိန်ကျတော့တော်တော်လန်းကျင်းသွားပါအခုချိန်ကနောက်လဲကျသွားပါဒီနုပညာရှင်တွေကလုံးဝအယုတ်ရုပ်သေးရုပ်တည်ပဲဖြစ်တော့မှာပါခိုင်းသမျှလုံးရတော့မယ်အနေထားပါထောင်ထဲမဝင်ခြင်းခိုင်းသမျှလုံးပေါ်ရှင်အဲ့တော့ ထူးလည်းမထူးဆန်းပါဘူးတနာစရာလည်းတကွမှမရှိပါဘူးဒါပေမဲ့အဲ့ဒီအဲမှာမှာတချို့အမှုပညာရှင်တွေတို့ကျမတို့နားလည်ပေးလို့ရပါတယ်ဘာလို့လဲဆိုလို့ရှိရင်အမှုပညာရှင်ဒီအဲမှာမှာတကယ်ကိုပြည်သူ့ဘက်မှာရက်တည်ပြီးတိတ်တိတ်ဆိတ်ဆိတ်နေပေးနေတဲ့အမှုပညာရှင်တွေရှိပါတယ်ဘောမှာခရိုနီပွဲတွေကိုမတော်တဲ့အမှုပညာရှင်တွေရှိပါတယ်ဒီလိုလူမျိုးတွေကိုတော့ကျမတို့တော်လန်ပြည်သူတွေကနားလည်ပေးနေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဟုတ်လားပွဲပြီးတဲ့ရလက်ရလက်ရနဲ့ဆောင်းကြွနေတဲ့အမှုပညာရှင်တွေ စိတ်ပါလက်ပါကိုပျော်ပါပြပြီးနိုင်ငံတွေထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်နဲ့နော်ပွဲတွေလှုပ်လိုက်ဆိုလိုက်နဲ့အဲ့ဒီလိုအမှုပညာရှင်ဆိုတဲ့လူတွေကတော့တနာစရာတကွက်မှမရှိသလိုနားလည်ပေးစရာအကြောင်းလည်းမရှိပါဘူးအဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုရှင်ရွေးကောက်ပွဲမအောင်မြင်ပါဘူးနော်ဘာဖြစ်လို့လဲဆိုလို့ရှင် ကစားဝိုင်းမှာဟာလားဖဲဝိုင်းမှာဖဲရိုက်တဲ့လူတွေအိတ်တအိတ်လို့နေတယ်ဆိုလို့ရှိရင်ထဲဝင်မင်းဝင်စော့ဝင်စော့ပြောပြောသလိုပဲပေါ့ရှင်အခုဟာကဟာလားရွေးကောက်ပွဲအတွက်တနက်ချိန်ပြီးတော့မှအမျိုးမျိုးရုပ်မှရက်ဆက်မှုတွေကိုလုပ်ပြနေပြီးတော့မှနော်အတင်းကိုမဲထဲခိုင်းနေတဲ့ရွေးကောက်ပွဲဆိုတာအလုံးသိပါတယ်နိုင်ငံတကာကလည်းသိပါတယ်နော်တော်တော်လေးသိတာထင်ရှားတဲ့ကိစ္စကြီးပါဒါကြောင့်မလို့ဒီရွေးကောက်ပွဲဒီအသက်မပါတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်နော် အသေးမွေးတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်အဖတ်မတင်တဲ့သာလျှော်မဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ပြောချင်ပါ